မင်္ဂလာပါခင်ဗျကျွန်တော်အချစ်တဲ့ဓမ္မမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့လက်ပြားမှာစိတ်တွေငွေတွေရွှေတွေတီးပြီးတော့သတင်းကျုပ်ကာလအချိန်လေးမှာပေါ့နော်ကန်ဆိုးခြင်းတွေအဆင်မပြေခြင်းတွေပူလောင်ခြင်းတွေအရာအားလုံးကိုခေါ်ဝါချပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ကျွေးမြေတွေကင်းကင်းရှင်းရှင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သာသနာပြုနိုင်ပြီးတော့သတင်းကျုပ်လာပြည်နေမှာတရားလူတရားမြတ်တွေကိုစူးစမ်းအားထုတ်နိုင်တဲ့ သူတော်ကောင်းတွေဖြစ်ပါစေလို့ကျွန်တော်ကဆုတောင်းမြတ်တာပို့တာပေးပါတယ်ခင်ဗျာအဲကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးကတော့သတင်းကျွတ်မှာကျွန်တော်တို့လူကြီးသူမတွေကိုကတော်တာရှိတယ်ကတော်တဲ့အခါကျလို့ရှင်ကုသိုလ်ပို့ရဖို့အတွက်ဘလို့နီလန်းလေးတွေနဲ့ကတော်တင်တယ်ဆိုတာလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာလူမျိုးတွေရဲ့ချစ်ဆရာကောင်းတဲ့ delay အလေးဒါတကူကအဲအခုလိုအခါကြီးရဲ့ကြီးတွေရောက်ပြီဆိုလို့ရှိရင်လူကြီးသူမတွေကိုကျွန်တော်တို့ကကတော့ချင်းတယ်အဲပြီးလို့ရှိရင်လူကြီးသူမတွေ channel မုံဖို့ပြန်တောင်းတယ်ပြီးတော့ဘုန်းကြီးကျောင်းတွေတက်တယ်မြတ်စွာဘုရားရှင်ရဲ့သားတော်ဖြစ်တဲ့ယဟန်တန်ဃာတွေကိုကျွန်တော်တို့ကဟိုမှာအသိခါထတ်တာတွေပြီးတော့ဝါကျွတ်ဝါဆိုသင်္ကန်းကတ်တာတွေအလူလုတ်တာတွေအများကြီးကျွန်တော်တို့လုပ်ကြတယ်ဒါကျွန်တော်တို့ရဲ့ ချစ်ဆရာကောင်းတဲ့ဓလေးလေးတခုပေါ့နော်အဲကျွန်တော်တို့ကအဲ့သတင်းကြွလာပြီးနေဆိုတာကိုအကြောင်းပြုပြီးတော့အဲ့နေမှာကျွန်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်ကြတယ်ဥပမာမကောင်းတာလုပ်နေတဲ့သူတော်တော်များများတော့အဲ့နေဆိုရင်ရှောင်ကြတာမျိုးပေါ့နော်အဲတချို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နေမျိုးတွေမှာနေရူးနေမြတ်လို့တတ်မှတ်ပြီးတော့မှာရှစ်ပါးသီလခန္ဓာတွေအဲ့နေမတိုင်ခင်ကလေးကအဲ့နေအတွက်ကိုရည်ရွယ်ပြီးကျွန်တော်တို့အထိတ်ထန်လုပ်တာမျိုးတွေရှိတယ်အဲ့မှာကျွန်တော်တို့ကခုနကပြောတဲ့လူကြီးသူမာတွေကိုကတော့တဲ့အခါကြလို့ရှိရင်ကုသိုလ်ပူရအောင်လို့ဘယ်လိုကတော့တင်လဲဆိုတာကျွန်တော်ပြောပြမယ်ခင်ဗျာ ကျွန်တော်တို့ကကုသိုလ်တစ်ခုပြုတဲ့နေရာမှာဒီကြော့ခြင်းနဲ့ပတ်သက်လို့ရှိရင်ကုသိုလ်ဟာ၃မျိုးရအောင်ကျွန်တော်တို့ယူပါမယ်။မကြော့ခင်မှာကျွန်တော်တို့ကကြိုတင်စဉ်းစားရတာပေါ့။အဲငါဥပမာအဖေအမိနဲ့ပဲပြောပြမယ်ပေါ့နော်။ကျွန်တော်တို့လူတိုင်းမှာအဖေအမိဆိုတာရှိတာ ਉਹ များသောအားဖြင့်ကငါရဲ့အဖေငါရဲ့အမေကိုငါကြော့မယ်တရင်ကျွတ်။လာပြီနေ့မှာငါ မေဘာလို့လဲအသက်50ကျော်အရွယ်ဆိုရင် I'm sure လို့လဲပေါ့ဥပမာပေါ့နော်အဲအဖေဘာလို့လဲအဲအဖေအတွက်အနွေးတယ်လေလို့လားဒါပေမဲ့တည်င်းကျွတ်ဆိုလို့ရှိရင်ဒါအေးတော့မလေအဲဆောင်းနေဆိုအဖေဆောင်းလို့မလားအဲအဲ့လိုကိုမိဘအတွက်ဘာလို့အပ်မလဲဆိုတဲ့လိုအပ်တဲ့အရာလေးကိုအသေးစိတ်သွေးပြီးတော့အဲ့ကိုမိဘကိုကတော့ဖို့အတွက်စိတ်ထဲကနေပြီးတော့အဲ့ဝယ်ဖို့ပတ်စံလေးကိုစုထောင်းတာပေါ့အချို့ပတ်စံတတ်နိုင်တဲ့ကြောက်လည်းအမေကိုရွှေတစ်ချက်တာကတော့မလားအချို့ကြောက်လည်းအမေလိုရသုံးဖို့အမေတင်ချောင်းတွေပါစောက်တူဖို့အတွက်တင်းတရာကတော့မလားအဲအမေအတွက်ကို မိဘအတွက်ကိုကကြိုပြီးတော့စိတ်ကကုသိုလ်ယူရတာပေါ့မနှောနဲ့ပေါ့နော်အဲ့ဒီအတွေးလေးကိုတွေးပြီးတော့မှအဲ့အဲ့ဒီအတွေးလေးကိုအကောင့်ထဲပို့ဖို့တဲ့တွေးမိတိုင်းတွေးမိတိုင်းတွေးတိုင်းတွေးတိုင်းကုသိုလ်ရစေတယ်တဲ့နော်အဲ့လိုမျိုးကိုကိုတွေးလိုက်တဲ့အရာတိုင်းကုသိုလ်ဖြစ်စေတယ်ပေါ့နော်အဲ့ဒါလေအဲ့အဲ့မနှောကုသိုလ်ကလည်းဘဝတန်တရားမှာပါစေတယ်ခင်ဗျအဲ့မှာကျွန်တော်တို့ကနောက်ဒုတိယကုသိုလ်တစ်ခုအနေနဲ့မပါလို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မှာဟိုခန္ဓာကိုယ်မှာပေါ့နတ်နှမျိုးရှိတယ်ခင်ဗျ ကောင်းတဲ့ကိုဆောင်နဲ့ရှိတယ်လို့မကောင်းတာကိုလုံဆော်တယ်မကောင်းတာကိုလုတ်ချင်အောင်အားပေးတဲ့နှက်ဆိုးဆိုတာလည်းရှိတယ်အဲလူတွေကနှက်နှမျိုးရှိတယ်ပေါ့နော်အဲကောင်းတဲ့ကိုဆောင်နဲ့ရှိတယ်လို့မကောင်းတဲ့နှက်ဆိုးဆိုလည်းရှိတယ်အဲမကောင်းတာလုတ်ချင်အောင်ပံ့ပိုးတဲ့နှက်ဆိုးရှိတယ်လို့ကောင်းတာလုတ်ချင်အောင်ပံ့ပိုးတဲ့နှက်ဆိုးဆိုတာလည်းရှိတယ်အဲနှစ်ခုအားပြိုင်တဲ့အချိန်ဆိုတာရှိတယ်အဲနှစ်ခုအားပြိုင်တဲ့နေရာမှာကိုကအကုသိုလ်တွေတိတ်များနေတယ်ဆိုရင်တော့မကောင်းတာလုတ်တဲ့နှက်ဆိုးကအားတာပြီးတော့ကိုမကောင်းတဲ့အကုသိုလ်နွန်တော်ထဲမှာပဲထားတာပေါ့နော်ကိုကကောင်းတာတွေလုပ်နေတဲ့မေတ္တာပို့တဲ့နေရာမှာကောင်းမှုကုသိုလ်တွေကိုမေတ္တာပို့တဲ့နေရာမှာကောင်း င်းတာလုပ်တဲ့ net တွေကတော့ပို့ပြီးတော့အားတာလာပြီးတော့ကောင်းတာတွေလုပ်ဖို့အတွက်ကုသိုလ်တရားမှပျော်မွေ့ပြီးတော့အကုသိုလ်ကိုကြောက်တက်လာတာပေါ့နော်အဲ့လိုမျိုးနှစ်မျိုးရှိတယ်ခင်ဗျအဲ့တော့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ဒီကောင်းတာလုပ်တဲ့ net ကိုတိုင်တယ်ပြီးတော့မှာပေါ့နော်ကျွန်တော်ရဲ့ခန္ဓာကိုယ်စောင့်ရှောက်တဲ့ကိုယ်စောင့် net ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကျွန်တော်နဲ့ဘဝဆက်ဆက်ကတော်ဆက်ခဲ့တဲ့တကူကမစက်တိတိကမစက်တိတိရှိတဲ့ net ပေါ့နော်အဲ့ဒီ net တွေဟာဒီရဲ့ကိုကြီးဖိမမှုနဲ့ကျွန်တော်မျိုးတည်င်းကြွလာပြီးနေမှာကျွန်တော်ရဲ့မိဘတွေကိုကြော့ခြင်းနဲ့ ိစ္စကတော့မဲ့အစီရင်လေးအောင်မြင်အောင်လို့တင်တို့ရဲ့တတိတကူနဲ့မစားပေးပါတင်တို့ကိုကျွန်တော်အခုလက်ရှိအသက်ရွယ်တည်ပြုခဲ့တဲ့ကုသိုလ်တွေကိုအများပေးပါရယ်တင်တို့ကအများရပြီတာရုခွန်နိုင်ပြီးတင်တို့ရဲ့တတိတကူနဲ့အကျွန်ုပ်ကိုလက်လာပါလေရှင်အောင်အကျွန်ုပ်ကတော့ကျင်တဲ့ကိစ္စလေးတွေအစဉ်ပြေအောင်အကျွန်ုပ်ကကုသိုလ်အထမြောက်အောင်ကျွန်တော်ရည်မှန်းထားတဲ့တရင်ကျွလာပြည့်နေမှာပြုမဲ့ကုသိုလ်ဒါနာကြီးပြုဝအောင်လို့တင်တို့တွေကူညီပေးပါဆိုပြီးတော့မြတ်တာပို့ပါမယ်အဓိကက ိုပြုတ်ခဲ့တဲ့ကုသိုလ်အစူးစူကိုလက်ကိုအရင်ဆုံးမြစ်တာပို့အမြဝေပေးလိုက်တာပေါ့နော်အဲ့လိုမြစ်တာပို့အမြဝေပေးပြီးတဲ့အခါမှာတင်းတို့သူတို့ရဲ့ ဒီတကူအဋ္ဌိပတ်နဲ့ကိုယ့်ကိုပြန်ပြီးတော့ကိုယ့်ရဲ့အလူမှာပါဝင်ဖို့အတွက်၊ကုညီပေးမဖို့အတွက်၊လက်လာပါလိပွင့်လန်းဖို့အတွက်ကိုဆုတောင်းရတယ်။အဲဒါဆိုကုသိုလ်ကနှစ်ခုရပြီနော်။မလူခင်မှာခုနကကျွန်တော်ပြောသလိုပေါ့။ဒီမနှောနဲ့ကုသိုလ်ယူတာတကူအဲ့လူတဲ့အချိန်မှာအဲ့ကုသိုလ်တကူ။နောက်ထပ်ကုသိုလ်တကူကတကယ်ကျွန်တော်တို့ရောက်လာပြီ၊တရင်ကျွတ်လာပြီနေညာကိုကျွန်တော်တို့ရောက်လာပြီပေါ့။ကျွန်တော်လူကြီးသူမှာကိုကရော့တဲ့အချိန်ကြလို့ရှင်။လူကြီးသူမှာကိုကျွန်တော်တို့ကလက်ဆက်ပြထိတ်မှာမှုပြီးတော့ကျွန်တော်တို့လူပဲပစ္စည်းလေးတစ်ခုခုပေါ့။အဲ့လေးရှေ့မှာထားပြီးတော့ အဖေနဲ့မေကျွန်တော်ဒီကာယကံဝစီကံမနောကံနဲ့ပြမကြီးလွန်မင်းခဲ့သည်ရှိတော့ထိုအဖြစ်တကိုခွင့်လွှတ်ပေးပါလို့အဖေနဲ့မေစီမှာဒါဥချပြီးတော့ကတော့တောင်းပန်ပါတယ်ဆိုပြီးတော့မှကတော့တယ်ဒါတကူပေါ့ပြည်ရနဲ့ကျွန်တော်အခုလိုမျိုးတရင်ကျလာပြီးနေမှာအဖေနဲ့မေကိုတရူတသိလက်ဆက်ပြထိတ်မှမဟုတ်ပြီးကတော့ရတဲ့ကုသိုလ်အကျိုးကြောင့်အဲ့ကုသိုလ်ကရတဲ့ ုသူတွေကိုအဖေနဲ့အမေကိုအမြပေးဝေးပါတယ်အဖေနဲ့အမေလည်းဓာတုခေါ်တိုင်းပါစေအဲ့ဒီကုသူရဲ့အကျိုးကြောင့်အဖေတို့အမေတို့ကြံရှိနေတဲ့နေ့ရက်တွေမှာတရားဓုတရားမြတ်တွေကိုရပြီးခန္ဓာဝင်မြေချတဲ့အခါလွယ်ကူစွာခန္ဓာဝင်မြေချနိုင်သောအဲအရိယသူတော်စင်တွေသူတော်ကောင်းတွေဖြစ်ပါစေတရားဓုတရားမြတ်ကိုရပါစေဆိုပြီးတော့စုပြန်တောင်းပေးရတယ်ဒါကိုရဲ့မိဘနှစ်ပါးတကူစုတောင်းရတာပေါ့နော်ဒါအပန်းမကြီးပါဘူးအဲ့လိုတွေလုပ်ကြည့်ခင်ဗျာတလားအဲ့တော့ကျွန်တော်တို့ကအဲ့ဒီစုတောင်းပေးတဲ့အတွက်လေကုမှာကုသူရလာတယ်အခုကျွန်တော်ပြောတဲ့သတင်းကျွတ်လာပြီးနေညမှာကတော့ဖို့အတွက် ျွန်တော်တို့ကုသိုလ်၃မျိုးရတယ်။အဲ့ဒီကုသိုလ်၃မျိုးကိုကျွန်တော်တို့အတိအပယ်ရှိရှိဖော်ဆောင်နိုင်မယ်ဆိုရင်ကျွန်တော်တို့သတင်းကျွပြီးတဲ့အချိန်ကာလမှာကျွန်တော်တို့ရဲ့ဖုံးကံဆရဏစမ်းစာတာလုတ်ကန်စားတာအရာတွေတက်မလာဘူးဆိုရင်ကြိုက်တယ်လို့ပြောပါ။အဲဒါလိုချင်လို့ဒါလုတ်တာဥပမာတချို့ဘေးတိုင်မှုပြောရတဲ့သူတွေရှိမှာပေါ့နော်။အမလေးမင်းတို့ဒါလိုချင်လို့ဒီလိုစိတ်နဲ့ကြောက်ရင်ဘာမှဖြစ်မှာမဟုတ်ဘူး။ဗုဒ္ဓဘာသာမှာဒီလိုမျိုးတွေဟိုဘယ်လိုခေါ်မလဲ။ မျောလင့်ချက်နဲ့လူရတာမဟုတ်ဘူးဆိုတဲ့ဟာမျိုးတွေရှိတယ်ခင်ဗျာအမှန်တော့ကျွန်တော်တို့ဖျားရှင်လက်ထက်တော်ကတောင်မှကျွန်တော်တို့တင်ကန်းလူခဲ့တဲ့အမျိုးသမီးတွေတင်ကန်းလူခဲ့တဲ့ကိုတော်တွေကသူတို့လူခဲ့တဲ့တင်ကန်းကြောင့်ဒီဘဝမှာဖျားမဖြစ်ခဲ့တောင်နောက်ဘယ်ဖျားလက်ထက်မှာဘာဖြစ်ရပါစေတာဘယ်လိုသူတို့ဆုတောင်းခဲ့တာရှိတယ်အမှန်ကကျွန်တော်တို့မှာဆုတောင်းခွင့်ဆိုတာရှိတယ်ခင်ဗျာကျွန်တော်တို့ဆုတောင်းလိုက်တဲ့အရာကအမျိုးဘာသာတာသနာအတွက်ကိုကျွန်တော်တို့တက်ကိုအကျိုးရှိတဲ့ မမားသောဆူတောင်းဆိုရင်ကျွန်တော်တို့တောင်းဝင်ရှိတယ်ဆူတောင်းမားတဲ့သူတွေလည်းရှိတယ်လို့မမားတဲ့ဆူတောင်းနဲ့တောင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ကမျော်လင့်ချက်နဲ့အသက်ရှင်တဲ့လူတွေဖြစ်တဲ့ကြောင့်မို့မျော်လင့်ပြီးလှုပ်တယ်လို့လူတွေပုတ်ခတ်ခြင်းပုတ်ခတ်ပါစေကောင်းတာလုပ်ပြီးကောင်းတာမျော်လင့်တာဖြစ်တဲ့အတွက်ကြောင့်အကျိုးရှိပါတယ်ဒါကြောင့်တရင်ကျွတ်လာပြင်းနေညမှာလူကြီးသူမတွေကိုကတော့တဲ့အခါကျွန်တော်အခုပြောတဲ့ကုထူ၃မျိုးအကျိုးကျေးဇူး၃မျိုးရအောင်စ조사အထုတ်ပြီးကတော့နိုင်ကြပါစေလို့ကျွန်တော်ခွန်သာချူကဆူတောင်းမြတ်တာပို့ပြီးတော့ဒီဗီဒီယိုဖိုင်လေးကို sharing လုပ်ပါတယ် bye bye ကျေးဇူးများကြီးတင်ပါတယ်ဗျ